အားလုံးမင်္ဂလာပါ။ဒီနေ့ဆင်းအာဆင်နဲ့နေကြိုဆိုလိုက်ပါရစေ။အကျွန်တော်ဒီနေ့ပြောပြပေးသွားချင်တာကတော့ဒါမင်းညားကရှင်ပြန်ကစားခဲ့တဲ့အာဆင်နယ်အသင်းနဲ့ရီယယ်မက်ထရီအသင်းတို့ရဲ့ချန်ပီယံလိဒူးကျော့ပွဲစဉ်နဲ့ပတ်သက်ပြီးတော့ဒါပွဲပြီးသုံးသက်ချက် အသေးစိတ်အာပြုလုပ်ပေးသွားချင်ပါရစေ။ဒီပွဲစဉ်မှာဆိုရင်တော့အားလုံးဒီတိုင်းပဲအာဆင်နယ်အသင်းကဘာနေဘူးကွင်းမှာရီယယ်မက်ထရီအသင်းကိုတကိုးနှစ်ကိုးဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိခဲ့တယ်။ဆိုတော့ဒီလိုမျိုးဒါရီယယ်မက်ထရီလိုအသင်းမျိုးကိုသူ့ရဲ့အိမ်ကွင်းမှာတကိုးနှစ်ကိုးဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိခဲ့အောင်မီခေအာဒီတာနေနဲ့ဘယ်လိုမျိုးနီးပြူဟာရင်းနဲ့ အာဆန်းဆောင်ပြသွားကလေးဆိုတာကိုကျွန်တော်ဒီဗီဒီယိုထဲမှာအသေးစိတ်ဒါပုံနေနေတကွာပေါ့နော်အာသုံးသက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့အာဒီမိခေယဒေတာရဲ့နီးပြူဟာကိုမပြောခင်မှာကျွန်တော်အနေနဲ့ဒါရေဘူးရအနေနဲ့စဉ်းစားတင်တာကတော့ကျွန်တော်ဒါပုံမှန်ဘယ်သူ့ကိုပဲသွားမိမိပေါ့နော်ဘောလုံးအာပြည်သက်တွေသွားမိမယ်ဆိုရင်ဒါအာဆင်နယ်တင်းနေနဲ့ပထမကြော့မှာကိုယ်ငွေမှာ3-0နဲ့နိုင်ထားတယ်ဒုတိယကြော့ဘာနေပြူးခွင့်မှာခံရမယ်ဆိုတော့နောက်တစ်ဆင့်တက်ဖို့ဆိုရင်ကျွန်တော် ရေဘူအားဖြင့်ဒါဘာလို့ရမလဲဆိုတာကျွန်တော်လိုက်မေးမယ်ဆိုရင်အားလုံးရဲ့အဖြေအားတစ်ခုပဲဖြစ်နေမယ်အာဆင်နယ်သင်းနေနဲ့3ဂိုးအထိမပေးရအောင်ဒါကစားလိမ့်မယ်ဒုတိယအကြိမ်မှာဒါဒီလိုမျိုးပဲဖြေရမှာဒါဘာလို့လဲဆိုရင်သူ့ဘောက်ရှုံရှုံနိုင်နိုင်ကျွန်တော်နေနောက်တစ်ဆင့်တက်ဖို့အဓိကဆိုတော့3ဂိုးအထိမပေးရအောင်ဆိုရင်ကျွန်တော်အာဆင်နယ်သင်းနေနဲ့ဒါအောင်မြင်တယ်ပြောရမှာပဲပေါ့နော်ဒီ quarter final အဆင့်မှာဆိုတော့ကြတော့ဒါကဘယ်သူ့ကိုမဆိုသွားမေးမယ်ဒါသွားမေးသွားမေးရင်ဒါအပြားလာမယ်အဖြေပေါ့နော်ဆိုတော့ကြတော့အာထီတာအနေနဲ့ကျွန်တော်နေနဲ့ဒီလိုမျိုးဟို ဂုံးမပေးရအောင်ဘာနေပြုတ်ကွင်းမှာ၃ခုထိမပေးရအောင်ဆိုတဲ့နီးပြူဟာဒါအာတီတာအတွက်တကယ်အပရိုက်တီပလန်ပလန် A လို့ပဲကျွန်တော်ပြောရမယ်။အဒီဟာနဲ့ပတ်သက်ပြီးတော့လေဒါမီခေမေရီနိုကဒါပွဲမစခင်မှာတင်းစားရှင်းလင်းပွဲမှာပြောပြသွားရှိတယ်။ကျွန်တော်အနေနဲ့ဒါရေမထွက်တင်ကိုကိုမပေးအောင်ကန်သွားမယ်။ဒါပေမဲ့အကိုပေးခဲ့ရရင်လေအဒီထင်တာအထက် ျွန်တော်မျှော်မျှော်လင့်ထားသလိုဖြစ်မလာဘဲနဲ့ goal တွေပေးခဲ့ရရင်လည်းအဒီဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဘယ်လိုမျိုးကင်တယ်ဖြစ်ရှင်းသွားမယ်ဘယ်လိုမျိုးတွေနောက်ထပ် plan တွေအလောက်လောက်ရမယ်ဆိုတော့ကျွန်တော်အနေနဲ့ပြင်ဆင်ထားပြီးသားဖြစ်တယ်လို့သူပြောပြသွားတယ်ဆိုတော့ကြတော့ဟိုရေဘူးကအနေနဲ့ကျွန်တော်နားလည်လိုက်ရတာကအာဆင်နယ်ရဲ့ plan A ကဒီကြောက် ဒါ real metric အတင်းကိုဂိုးမပေးရအောင်ကစားမယ်ဒါ plan b ကတော့တကယ်လို့ဂိုးတွေပေးလာခဲ့ရရင်အဲကျွန်တော်အနေနဲ့တိုက်စစ်ကိုဘယ်လိုမျိုး real metric အတင်းကိုပြန်ပြီးတော့ကိုယ့်ဘက်ကဂိုးတွေပြန်ရအောင်ဘယ်လိုမျိုးတိုက်စစ်ဆင်ကစားမယ်ဒီလိုမျိုးတွေ plan a plan b ရှိထားတယ်လို့ကျွန်တော်အရေဘူးကဒါလေ့လာခဲ့ရတယ်ပေါ့နော်ဒီ make memory နဲ့ပြောစကားအရဆိုတော့ကြတော့ဒီပွဲစဉ်ကိုကြည့်လိုက်မယ်ဆိုရင်ကြတော့ Arsenal အသင်းအနေနဲ့ကဟို plan b တွေ c တွေတောင်မသုံးနိုင်ရဘဲနဲ့ ပလန် A နဲ့တင်ကိုကျွန်တော်အောင်မြင်သွားတာကိုတွေ့ခဲ့ရတယ်။ Real Madrid တင်ကိုဥဆောင်ကုန်မပေးခဲ့ရဘူး။ကျွန်တော်ကိုကရင်ကိုရှူတယ်ပြီးရင်တကိုးပြန်ပေးရရင်1-1နဲ့နောက်မှတကိုးကတကိုးထက်ရှူရဲဆိုတော့ဟိုပလန် A နဲ့တင်ကျွန်တော်အလုပ်ဖြစ်သွားတာကိုတွေ့ရတယ်။ပြီးတော့ဒီပလန် A ကိုအလုပ်ဖြစ်သွားတယ်ဆိုတာကလည်းဟိုခက်ခက်ခဲခဲကြီးကစားရပြီးတော့အလုပ်ဖြစ်သွားမှာမဟုတ်ဘဲနဲ့တကယ့် တက်တောင်တက်တာနဲ့ AACC နဲ့ကစားပြီးတော့ပဲဟိုကျွန်တော်ပုံမှန်အမူလပလန်နဲ့တင်ကျွန်တော်ဒီပွဲစဉ်ကိုအောင်လိုက်သွားတာလို့ကျွန်တော်ပြောလို့ရတယ်ဘာလို့မို့လို့ဟိုခက်ခက်ခဲခဲမကစားရဘဲနဲ့ AACC တက်တောင်တက်တာကစားပြီးနိုင်သွားတယ်လို့ပြောလို့ရလဲဆိုရင်တော့ကျွန်တော်နေဒီကစားမားတွေရဲ့ဒါ facial expression တွေသူတို့ရဲ့မျက်နှာအမူအရာတွေကိုကြည့်ရတယ်ကျွန်တော်သိရှိနိုင်တယ်ဥမာအဖြစ်ကျွန်တော်ထားပါဆို my louis kelly ဆိုရင်ကြည့်လိုက်ပါဟိုသူ့ဘာသူဘလောက်ပဲဒါဟိုရင်းကျက်တယ်ပဲပြောပြောစိတ်အေးလည်းရှိတယ်ပဲပြောပြော ဒါအတွေ့အကြုံတွေအရှိမရှိထားလို့ပဲပြောပြောဟိုအသက်16နှစ်ရွယ်ကလေးခုမှဗာနေပြိုးခွင့်မှာကစားဘူးတယ်ဒီလိုမျိုးအဆင့်မှာကစားဘူးတယ်ဒီရာသီမှာစကစားဘူးတယ်ဒီလောက်ပြိတဲ့အများကြီးရှိမှာဟိုဘလောက်ပဲရင်းကျက်ပါရပြောဘလောက်ပဲလူကြီးဖြစ်နေပါရပြောပြောအသက်16နှစ်ကလေးကတေချာပေါ့ဒါစိတ်လှုပ်ရှားမှာအမှန်ပဲဒါပေမဲ့ကျွန်တော်မိုင်လူးစ်ကယ်လီရဲ့မျက်နှာမူရည်ရှိတတ်တဲ့အချိန်မှာတကယ်ပြုံးပြုံးရှင်ရှင်နဲ့အေးအေးဆေးဆေးတောင့်တတဖြစ်နေအောင်ကျွန်တော်မြင်ခဲ့ရတယ်ဆိုတော့ဒါကဘာလို့ပြလဲဆိုရင်အာသူကစားသမားတွေအနေနဲ့က ဒါသူတို့စီစဉ်ထားတဲ့ပလန်အတိုင်းပွဲကြိုဒါကန်ထားတဲ့ပလန်တွေအတိုင်းနေစနစ်တွေအတိုင်းတေချာပေါက်ဒီပွဲစဉ်ကြီးကွက်တီးဖြစ်နေတယ်ကွက်တီးသူတို့ကန်နိုင်နေတယ်အမားကြီးမရှိဘဲနဲ့ ACC တက်တောက်တက်တာ confidence ရှိရှိကန်နိုင်နေတယ်အောင်ပြတဲ့အတွက်သူတို့အနေနဲ့ကတကယ်ယုံကြည်မှုပြည့်ရှိသွားတဲ့အနေထားဖြစ်သွားရေပေါ့နော်သူတို့ထင်ထားတဲ့အတိုင်းပဲကန်နေရတယ်ဆိုတဲ့အတွက်ဗျာဟိုသူတို့ရဲ့ပလန်တွေအလုပ်ဖြစ်နေပြီဆိုတော့ဟိုသူတို့မှယုံကြည်မှုရသွားတဲ့အတွက် ဒါတို့ကစားပွဲမှာတက်တောင်တက်တာဖြစ်သွားတယ်။ဒါကြောင့်မို့လို့ကျွန်တော်တို့အနေနဲ့ကဒါ plan A မှာလည်းတက်တောင်တက်တာဖြစ်သွားတယ်လို့ပြောလို့ရတယ်။ဆိုတော့ကြဒီ plan A ကဘာလို့တက်တောင်တက်တာဖြစ်လဲဆိုတော့အပိုင်းအောင်ခုဆက်ပြောပါမယ်။ဟိုကျွန်တော်တို့ဘောလုံးဒီနီးပြူဟာတွေမှာပြောရမယ်ဆိုရင်တော့မဟာပြူဟာပြောရမယ်ဆိုရင်တော့ဥပမာဒီနှစ်ပိုင်းမဲခွဲပြလိုက်မယ်ပေါ့။ဒါလိုရင်းတူရှင်နှစ်ပိုင်းခွဲတချို့အတင်းတွေကဟိုကိုယ်စီမှာဘောလုံးကင်ထားရတာမှကောင်းတဲ့အတင်းတွေကိုကဘောလုံးကင်ထားရလေတစ်ဖက်ပြိုင်မဲ့အတင်းကကိုယ်လေပင်ကိုကျိုးကွင်းဆွတ်တယ်လို့ဖြစ်မိတဲ့အတင်းတွေမျိုးရှိတယ်။ဥပမာဆိုပါစို့ဒီ ဘာစီလိုနာရဲ့ဒါတီကီတာကခစ်ကဒါအင်နီယစ်တာတို့ဇာဗီတို့မက်ဆီတို့ခစ်တို့ပြီးရင်ဒါဘက်ကွာရီတို့ဒါဒီနေ့မဟုတ်ဘူးအရင်နှစ်တည်းကဘက်ကွာရီတွေမက်ဆီတွေတို့ဘာလို့ဆိုတာသူတို့ကြီးမှာဘောလုံးရထားလေတိုင်ပဲတင်းကပို့ပြီးခက်ခဲလေဒီလိုမျိုးတင်းနေရှိတယ်။ဘာလို့လဲဆိုတော့သူတို့ကဘောလုံးကြီးကင်ထားတယ်စိတ်ကြိုက်ကင်ထားတယ်ကင်ပြီးတော့ဒစင်းစင်းဒစင်းစင်းနဲ့ထိုးဖောင်ရင်ထိုးဖောင်ရင်တိုင်ပဲတင်းကိုဝါမျိုးပြီးတော့ဂိုးတွေအများကြီးသူတို့တွင်းလာတယ်ဒါနိုင်ပွဲကိုထိန်းချုပ်ပြီးဒိုမီနက်စ်လုပ်ပြီးတော့နိုင်ပွဲတွေဖော်ဆောင်လာတယ်ဒီလိုမျိုးအာအသင်းတွေလည်းရှိတယ်ဒါပေမဲ့တချို့အသင်းတွေကြတော့လေ ကိုကဘောလုံးမကင်ထားရမှသူမြန်းအတင်းကဘောလုံးပိုကင်မှပိုကောင်းတဲ့အတင်းတွေရှိတယ်။ဥပမာဆိုရင်တော့အခု Real Madrid အတင်းတို့အရင်တော့ဒါ Jurgen Klopp ရဲ့ကျွန်တော် Liverpool အတင်းတို့ဆိုရင်ဟိုသူမြန်းတခြားပြိုင်ပွဲအတင်းကဘောလုံးပူကင်လေသူတို့ကပူကြိုက်တယ်။ဘာလို့လဲဆိုရင်သူတို့အားတာတာဥမာထားပါဆိုနှစ်တင်းကတော့မတူဘူးပေါ့။ဥမာဒါ charging clock ဆိုရင်သူတို့အားတာတာ high pressing နဲ့သူတို့အရန်အားတာတယ်။ဆိုတော့သူတို့သူမြန်းအတင်းက bait ရဲ့ blade တဲ့ ပိုပြီးတယ်လေပိုပြီးဘောလုံးကန်လေသူတို့ဟိုက်ပရက်ဆင်နေနဲ့အဘေးရဲ့ပလေးကိုဖျက်ဆီးပြီးတော့တန်ပြီး quick transition နေနဲ့ဂိုးတွေပြန်သွင်းပြီးတော့သူတို့အနိုင်ရတယ်အဲ့လိုပဲဒီ real madrid တင်းဆိုရင်လေဟိုလီဗာပူးလောက်သူတို့ဟိုက်ပရက်ဆင်မကစားဘူးမယ်သူတို့ကသူတို့သူ့ဘက်သူတို့ဘက်ကွင်းကိုဖိတ်ခေါ်ပြီးကစားတယ်တခြားအတင်းကသူတို့ဘက်ရှေ့ရှိတက်ပြီးတော့အာတိုက်စစ်ဆင်ဖို့ကြိုးစားတယ်အဲ့ချိန်မှာဘောလုံးတစ်ချက်ပြတ်တာနဲ့ဒါ real madrid တင်းကတကယ်ကောင်တာအတက် quick transition နေနဲ့တကယ်တူးချင်းဒါ ဆွမ်းဆောင်မှုကောင်းနေနဲ့ဂိုးတွေအများကြီးတွင်လာတယ်ကျွန်တော်တို့ဒါရှေ့တန်းပိုင်းမှာမြင်ခဲ့ရတယ်ပေါ့ဒီလိုမျိုးတင်နေရကြတော့ဘောလုံးအဲတခြားတင်းကကြင်ထားမှသူတို့ကပိုကောင်းနေတယ်နင်းအခုရေမထွက်တင်ရလဲအတိုင်းပဲရေမထွက်ရဲ့အခုလက်ရှိဒါတူချင်း individual scale အရာရောလက်ရှိကစားပုံအရာရောသူတို့ရဲ့ဒါဟိုအရင်တန်းပိုင်းအစဉ်လာရကစားပုံအခြေစွမ်းအရာရောသူတို့ကတခြားပြိုင်ပွဲအတင်းကဘောလုံးပိုကြင်ထားလေသူတို့ကပိုကြိုက်လေပဲဟိုသူတို့ဘောလုံးမကြင်ရလေသူတို့ကပိုကောင်းလေပဲဆိုတော့ကြတော့ အာဆင်နယ်နီးပြအာဒီနာနေနေကဘာမှခက်ခဲလို့ဆရာမရှိဘူးဘောလုံးမကန်ရလေကြိုက်တဲ့ပိုကြိုက်လေဖြစ်တဲ့အတင်းကိုသူတို့ဘောလုံးပေးကန်ထားလိုက်တယ်ဆိုတော့ကြသူတို့ဘာမှမလုပ်တဲ့အတော်ဖြစ်သွားတာပေါ့နော်အဲ့လိုမျိုးဖြစ်သွားတယ်ဘလို့လဲဆိုရင်အာဒီ rim fit အတင်းကကစားသမားတွေက space တွေကြိုက်တယ်အာ pace တွေနဲ့ပြေးတယ်အာ quick transition တွေ counter attack တွေနဲ့ goal တွေယူတယ်အာတခြားပြန်ပဲခံစင်မှုတွေဖြူဖြဲဖြစ်နေခြင်းကိုအတုံးချလာတယ်ခွင့်ရခွင့်ကောင်းရကောင်းတယ်အဲ့ဒီအချိန်မှာ Adidas နေနဲ့ကအဲ့လိုမျိုးမဖြစ်အောင် လိုဘလိုမေဘလိုနဲ့ခံလိုက်တဲ့အချိန်မှာခံစားမှုတွေကလည်းအချိန်တိုင်းဖြိုဖျက်ဖြစ်နေတာဖြစ်နေရမျိုးမရှိတော့အချိန်တိုင်းအဆင်သင့် ready ဖြစ်နေတယ်သူတို့လိုချင်တဲ့ page တွေ speed တွေလည်းသူတို့အာဆင်နယ်တင်းကလုံးဝမပေးလိုက်ဘူးအဲ့အချိန်မှာ real madrid တွေနေဘောလုံးကြီးတာခြင်ထားရတယ်ဘာလို့လုံးဝများမသိဘူးသူတို့ရဲ့အားသာတွေအဆွမ်းစားတွေကိုထုတ်မတုံးနိုင်ဘူးဖြစ်သွားတယ်ပေါ့နော်ဒါဒီလိုမျိုးဒါ adidas plan ချခဲ့တယ်ဆိုတော့ကျတော့ဟိုအာသူတို့ဘောလုံးပေးခြင်တယ်ဘယ်လိုမျိုးပေးခြင်လဲဒါမေးခွန်းတွေထုတ်လာကြရရှိတယ်ဆိုတော့အဲ့ဒီပုံကိုတစ်ချက်ကျွန်တော်ကြည့်ကြည့်ပေါ့နော် ဒီပုံလေးကကျွန်တော်အာဆင်နယ်အသင်းအဖော်လုံးရတဲ့အချိန်မှာတိုက်စစ်ဆင်တဲ့ပုံလေးဖြစ်တယ်။ဆိုတော့ကြတော့ပုံမှန်အာဆင်နယ်အသင်းတိုက်စစ်ဆင်ချိန်မှာအမြဲတမ်းဒါမိုင်လူးရဲ့စကယ်လီတို့တင်ပါတို့ကဒီရှေ့ကိုရှေ့ထိတက်ပြီးကူညီတယ်။အဲ့ပြင်ဆာလီဘာတို့ဆိုတော့ကျွန်တော်ခီဗီယိုတို့ဆိုတာလည်းအဲ့ဒီဒီကွင်းဘက်ဒီဘက်ချမ်းတီပြိုင်ဘက်ချမ်းဘက်ထီကိုတက်ပြီးတော့ဒါအာဆင်နယ်ရဲ့ဒီကစားပွဲမှာပူးပေါင်းတယ်ဒါပေမဲ့ရီယယ်မက်ဒရစ်နဲ့တွေ့တဲ့အချိန်မှာအာဆင်နယ်တိုက်စစ်ချင်းချင်းမှာအမြဲတမ်းအခုလိုမျိုးပဲ တကစားသမားကရှေ့မှာ6ယောက်ပဲရှိတော့တွေ့ရတယ်။တိုက်စစ်မှု3ယောက်နဲ့ကွန်းလေသမား3ယောက်ပဲရှိရတွေ့ရတယ်။တင်ပါလို့စကယ်တီကိုလုံးဝကျွန်တော်ပုံထဲမှာမမြင်ရဘူး။ဘာလို့လဲဆိုရင်တို့ကဒီကျွန်တော်ဘလုံးပြက်တာနဲ့အမြဲတမ်းအစင်းသိဖြစ်နေအောင်နောက်မှာပဲနေခဲ့တယ်။ဆာလီဘာခီဗီယောကလည်းအရင်ကြီးမတက်ဘူး။အဲ့တွင်အာဆင်နယ်ကလည်း6ယောက်ပဲရှိတဲ့အတွက်အလို့ဖြစ်ရင်ဖြစ်မယ်၊ဂိုးရင်ဂိုးသွားမယ် ်အလုံးမဖြစ်ဘူးဆိုရင်လည်းမြန်မြန်ဆန်ဆန်ပြတ်မယ်ဟိုဘက်ကဘောလုံးတက်ရမယ်အဲ့လိုမျိုးဖြစ်သွားတာဟိုဘောလုံးသူတို့တို့ဘယ်လိုမျိုးပေးလဲပေါ့နော်ကျွန်တော်တို့တို့ဘောလုံးဘယ်လိုကန်ထားစီလဲဆိုတော့ဒါကိုပြတာဘာလို့လဲဆိုရင်အာဆင်နယ်ဒီနေရာမှာဘောလုံးကန်နေနေဆိုရင်ရှေ့ရှိလူတွေအများကြီးတက်ပြီးတော့ဘောလုံး ACC pass တွေလောက်ပြီးတော့ normal pass တွေနဲ့ဘောလုံးမပြတ်အောင်ကန်ထားလို့ရတယ်ရှေ့အာဆင်နယ်ဘွဲတွေဆိုရင်ကျွန်တော်အမြဲတမ်းမြင်ရတယ်ဒါပေမဲ့ဒီနေ့ဘွဲမှာတော့အာဆင်နယ်တင်းကအမြဲဘယ်လိုဘယ်တော့မှအလိုမလုပ်ခဲ့ဘူးရှေ့အခွင့်အရေးရရင်ရတယ်လို့ဖောက်တယ် ဘောလုံးမကန်ရင်လည်းတော့လူတွေအရင်မလိုက်ဘူး6ဟုတ်ပဲလိုက်တယ်အဲ့တော့ဘောလုံးကလည်းရရင်လည်းအခုစာကဂိုးလိုမျိုးအခုပုံလိုမျိုးစာကဂိုးရင်လည်းဂိုးသွားလိုက်မယ်ပကိုးဆိုရင်လည်းဘောလုံးမြန်မြန်ပေးမယ်အပြက်ခံလိုက်မယ်ပြီးရင်နောက်ကိုပြန်ဆင်းမယ်ခံစားကစားမယ်ဒါဒီလိုမျိုးပုံစံနဲ့အာဆင်တွေကတပွဲလုံးကစားခဲ့တာဖြစ်တယ်ဘောနော်ဆိုလိုကြတော့ရီမထွေအနေနဲ့ဘာမှမတက်နိုင်ဘူးဆိုတော့ရီမထွေအနေနဲ့တက်နိုင်တာတမျိုးရှိတယ်ဘာလဲဆိုရင်အာဆင်တွေကဟိုသူ့စီဘောလုံးရတိုင်းမြန်မြန်ဆန်ဆန်ပဲဟိုတိုက်စစ်ကိုစတယ် အခွင့်အရေးရရရလိမ့်မယ်ရှူလိမ့်မယ်မရဘူးဆိုရင်ထားလိုက်လွယ်လွယ်လေးကိုပြတ်ခံရဆိုတော့ကြတော့ရီမက်ဒရစ်တင်နေတဲ့အာဆင်နယ်ဘောလုံးရအောင်အာဆင်နယ်ကစားသမားတွေအကုန်ရှစ်တက်အောင်နီလန်ကနှစ်မျိုးပဲရှိတယ်တစ်မျိုးပဲရှိတယ်ပေါ့နော်။ဘာလဲဆိုရင်အာဆင်နယ်အားတာရဲ့ set piece တွေကိုပေးဖို့ဥမာဒီဒီကွန်တာတွေပေးမယ်အာဆင်နယ်ကိုကွန်တာတွေပေးမယ်ပြီးရင် foul ball တွေပေးမယ်ဆိုရင်အာဆင်နယ်ရဲ့ခံစားမှုတွေကဒါရှေ့ရှိတက်ပြီးတော့ဒါခေါင်းတိုက်တာတွေဘာတွေလောက်အောင်ဖြစ်တဲ့အတွက်ရီမက်ဒရစ်တင်နေဒီနေရာမှာမျှော်လင့်ချက်ရှိတယ်။ဒါပေမဲ့အခုပုံမှန်ပြထားတဲ့အတိုင်းပဲအာဆင်နယ်နေနဲ့ ဟို set piece တွေကိုနာတွေရရခဲ့တယ်ဆိုရင်တောင်မှအခုလိုမျိုးပဲအရင်တော့အလိုမျိုး area တွေမှာ6ယောက်ထိမထားတော့ဘူး5ယောက်ပဲထားတယ်အဲ့ဒီအပြင်အဲ့နောက်မှာအရန်တင်းစောင့်နေတာကလည်းဒါ Martinelli လိုလိုမျိုးဒါအရန်ကို speed ဒါ pace အားကောင်းတဲ့ကစားသမားတွေကိုဒါ Real Madrid ရဲ့ counter attack တွေဒီ transition တွေကိုအမြဲတမ်းဆန်ဆန်လိုက်ပြီးတော့ဖြတ်နိုင်ဖို့အတွက် Martinelli လိုကိုနောက်မှာထားထားအောင်တွေ့ရပုံမှန်ဆိုရင် Martinelli လိုကကျွန်တော် အာဆင်နယ်ပြိသက်တွေဆိုတိမှာပါအေးဟိုပင်နယ်ဒီအေရီးယားတွေမှာအမြဲရှိတယ်ခေါင်းတိုက်ဖို့ဒီတခုခုလုပ်ဖို့အတွက်နေစနေပိုင်းအတွက်ကျွန်တော်တို့ဒါကောင်းတာတွေပါကွန်တာတွေပါရယူဆိုအေရီးယားတွေမှာအမြဲရှိတဲ့ကစားသမားကရှိမနေဘူးနောက်မှာပဲအေရီးယားပြင်မှာပဲရှိနေတယ်တခြားဘောလုံးဆုံချုံသွားတာနဲ့အမြန်ပြန်လိုက်ပြီးတော့အမြန်ဖြတ်ဖို့အတွက်မာတင်နယ်လီကိုနောက်မှာထားထားတယ်အဲ့လိုပဲဒါဒုတိယပုံမှာဆိုရင်လည်းကျွန်တော်တို့ဒါအခုဆိုရင်အာဆင်နယ်ကဆက်ပစ်ရတယ်ဆက်ပစ်ရတဲ့အချိန်မှာကိုကျွန်တော်တစ်ချက်ကြည့်ကြည့်ပါကျွန်တော်နောက်မှာဆိုရင်ဒီနောက်ဘေးလေးကိုကြည့်လိုက်မယ်ဆိုရင် မိုင်လူးစ်ကယ်လီက ကိုအတင်းကစက်ပြီးရနေတဲ့အချိန်မှာတော့မှဒီအမ်ဘာပေကိုလက်ထဲမှာထည့်ပြီးဖတ်ထားတော့ကျွန်တော်တွေ့ရတယ်ကောင်တာတက်မြင်ပြန်မဆနိုင်အောင်အဲ့လိုပဲနောက်ဟိုးနောက်ဆုံးမှာဒပိုင်းစစမြင်နေရတယ်စကာပေါ်တော့ဖူကောက်စကာတင်ပါရှိမှာတက်နေရတဲ့ဖူကောက်စကာနောက်ကဒီဗီနီစီယာဂျူနီယာရဲ့နောက်မှာရှိပြီးဗီနီစီယာဂျူနီယာလာမဲ့ပြည်တန်းကြောင့်ကိုသူပိတ်ထားတော့တွေ့ရတယ်ဆိုတော့အာဆင်နယ်အနေနဲ့ဒီဟာလေးတည်ရတဲ့အတွက်ကြိုတည်ရတဲ့အတွက်ဒီသူအတင်းကမဖြစ်မနေဒါခံစင်မှုတွေရှစ်တက်ရပြီဆိုရင်တောင်မှ ဒီကောင်တာတက်တွေကိုအနေနိုင်တဲ့မြအနည်းဆုံးအသူတို့ထိရောက်မှုအနည်းဆုံးဖြစ်အောင်ဖြတ်နိုင်ဖို့အတွက်ဒီလိုမျိုးတဲ့နောက်ထပ်ကောင်တာပလန်နေနဲ့ခန်းစစ်ပိုင်းကိုကျွန်တော်ဒီလိုမျိုးဒီစစ်စနစ်ကြကြပြင်ဆင်ထားခဲ့တာဖြစ်တယ်ပေါ့နော်ဆိုလိုကြတော့အာဆင်နယ်အနေနဲ့ကဟိုဖက်ပေါင်းစုံကနေပြီးတော့ဟိုအရန်ကိုစစ်စနစ်ကြလုံးသွားတယ်ရေမက်ဖစ်တင်းအနေနဲ့ဒီနေရာမှာသူတို့လုံနိုင်တာပါလဲဆိုရင်ဟိုဘောလုံးကိုသူတို့ကင်ထားတာဖြစ်တဲ့အတွက်ဒီမိုရစ်တိုလိုမျိုးကစားသမားတွေကဘောလုံးကင်ရမယ်အေးအေးလူလူ ဘောလုံးကိုအာဆင်နယ်ရဲ့ဒီ area ထိမ်မှာဘောလုံးပေးနေရမယ် normal pass တွေပေးနေအောင်အဲ့အချိန်တွေမှာ တဲ့ဒီမက်ဆီကြီးတို့ဘာလို့ကစားသလိုမျိုးတိုက်စစ်မှုတွေကနေရာတုံးရွေလျားပြီးတော့ဟာခွက်တွေပေါ်လာခင်အဲ့ပေါ်တဲ့ခိုက်တန်လေးကိုအသုံးချတာလေအာဒါမှမဟုတ်ရင်အခုဖြတ်တင်ပေါ်တွေပေးမယ်ဆိုရင်လည်းကောင်းတိုင်းကောင်းကောင်းကောင်းတိုက်နိုင်မယ်တိုက်စစ်မှုကောင်းတွေလိုတယ်အဲ့ဒီအပြင်ဒါအဝေးခံချက်တွေနဲ့ထိုးဖောက်တဲ့အဝေးခံချက်ကောင်းကောင်းတွေသူတို့ဖန်တီးဖို့လိုခဲ့တယ်ပေါ့နော်ဒါပေမဲ့ဘေးမရှိတဲ့နေရာအဲ့ဒါတွေဘာမှမဖန်တီးနိုင်ပဲနဲ့ဘာဆိုဘာမှဟုတ်ဒါကောင်းမှုမလုပ်နိုင်ခဲ့ပဲနဲ့ဒါအစင်တွေကဒါဗာနေပြုတ်ခင်မှာပဲလက်မြောက်အရှုံးပေးခဲ့ရဖြစ်တယ်ပေါ့နော်ဆိုတော့ကြတော့ဟိုဒါကတော့အာတီတာအနေနဲ့ဘာမှခေါင်း တိတ်စားเสียရခဲเสียရမဖြစ်တဲ့ပလန်မျိုးကိုပဲပြသွားရွေးမဲ့တဲ့အနေနဲ့ကဟိုသူတို့ဒါချန်ပီယံလိ15လုံးရထားတဲ့ဒါဒီချန်ပီယံလိရဲ့ဘယင်တွေဖြစ်ကြပြီမဲ့လဲကျွန်တော်လေးစားမှုအပြစ်ပေးခြင်းပြီမဲ့ဒီနေ့ပွဲမှာတော့တကယ်ကလေးသာသာဆင်မဲ့ဖြစ်တာကိုကျွန်တော်တွေ့ရတယ်ဟိုတိုက်ဆင်မှုတွေကဘာဘာဆိုမှသူတို့ရဲ့အဆန်းစာတွေမထုတ်ပြနိုင်ခဲ့ဘူးအာနိပြပဲအာနေစလာဒါကစားမားတွေအကုန်လုံးပဲအာနေစလာကျွန်တော်လည်းမသိဘူးဒါပေမဲ့ဘာပဲဖြစ်ဖြစ်အာဆင်နယ်နဲ့ ဒါအနိပြအတီတာရဲ့အည်သွေးကိုကျွန်တော်ချီးကျူးရမယ်။ဒါရေမထွက်တင်ဗာနေဗျူကွင်းမှာပြည်သက်တွေဒီလောက်ဖီးရများနေတဲ့ကွင်းကြီးမှာဒီလိုမျိုးကစားနိုင်မှုဆိုတာမလွယ်ဘူး။ဒါကိုယ့်ရဲ့ပလန် A ကို A နဲ့တင်မယ်။ဒါအကောင်းဆုံးအကောင့်ထဲပေါ်ပြီးတော့အနိုင်ရရှိသွားတယ်။နှစ်ကျော်လုံးအနိုင်နဲ့ဒါစီမီဖိုင်နယ်အဆင့်ကိုဒါထပ်ထပ်တန်တန်မယ်။ဒါဂုံယူပွဲဒါတက်နိုင်သွားခဲ့တယ်ပေါ့နော်။ဆိုတော့ကြတော့ဒါကတော့ကျွန်တော်ရေမထွက်တင်နဲ့အာဆင်နယ်တင်းတို့ရဲ့ဒါဒီပွဲပြီးတုံးတဲ့ချက်အနေနဲ့ဒါနေ့စနစ်ပိုင်းလေးကိုဒါအနေငယ်ရှင်းပြခဲ့တာဖြစ်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။